ျွန်တော်ကခိုင်းပညာတစ်ခုကိုနှစ်သက်လို့ဒီ logic ပညာကိုတအားကြီးခုံမင်မိလို့ဒီထက်ကိုရောက်လာတယ်ဆိုတာတဲ့မိဘအမွေအဘိုးတွေရဲ့အမွေကိုစက်ခံတယ်လို့ပြောလို့ရဆရာအသက်ကလက်ရှိအသက်ရွယ်ခမန်းပြောပြပါတယ်ကျွန်တော်တော့သိရပါတော့မောရီယံတီအောင်အာကျွန်တော်အသက်28ပါအခုဆယ်လာပိုင်း30ရက်နေဆို28ပြည့်တိပြည့်ပါပြီကျွန်တော်က9နှစ်ကြီးပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဆရာ ဲ့တော့ဒီတိုက်ရွယ်လောင်းနေပေါ့နော်ဘာဖြစ်လို့ဒီပညာကိုယူဖြစ်တာလဲဒီလမ်းကြောင်းကဘာကြောင့်ရှောက်ဖြစ်တာလဲဟုတ်တော့လူငယ်တော်တော်များများပရိစိတ်တရားထိုင်တာသိမှနစ်တတ်ကြပါလို့လေဘာကြောင့်ဒီလမ်းကြောင်းကိုရွေးချယ်ပြတာကျွန်တော်သိပြရမယ်ကျွန်တော်ကခိုင်းပညာတစ်ခုကိုနှစ်သက်လို့ဒီ log ပညာကိုတအားကြီးခုံမင်မိလို့ဒီထက်ကိုရောက်လာတယ်ဆိုတာတဲ့မိဘအမွေအဘိုးတွေရဲ့အမွေကိုစက်ခံတယ်လို့ပြောလို့ရတယ်။ဒါဆိုဆရာတို့မျိုးစင်ဆက်ကဒီလမ်းကြောင်းမှာရှောက်ခဲ့တာအဲ့လိုပြောမှာ။အဲအဲ့လိုပြောလို့ရတယ်။ ဟိုမိခင်ဘက်ကဘိုးတွေမှာလည်းပထမနဲ့ပတ်သက်တဲ့ဆရာတွေရှိခဲ့တယ်ဒီဘိုးတွေတော့ကျွန်တော်မမိခဲ့ဘူးဗျဒီဝင်းပညာနဲ့ပဲဆက်ဆက်ခဲ့တာဝင်းပညာနဲ့ဆက်ဆက်ခဲ့တာမှာတော့ကျွန်တော်ဖခင်ရှိမယ်အဲကျွန်တော်ဖခင်ရဲ့ဆရာရှိမယ်ဟုတ်ကဲ့ဆရာကျွန်တော်ဖခင်ရဲ့ဆရာကလည်းဖခင်ရဲ့ဦးလေးဝန်းကွယ်ကျွန်တော်ရဲ့အဘဝန်းကွယ်ပေါ့အဘပဲပြောပါတော့ဖခင်ကလည်းကျွန်တော်ကိုတားဖာချင်းပညာမပေးဘူးဗျတားဖာချင်းဆိုတာတချို့ရတယ်မှာညီကိုလိုပေါင်းတာလေဗျဟုတ်တော့လေစာမှုမရှိမှဆိုတယ်ပညာနဲ့ပတ်သက်အဲ့တော့ဆရာသူ့ဆရာရှိဘက်အပ်ပေးတယ်ကျွန်တော်နဲ့ဖခင်နေရတော့ပညာကြီးကိုဖြစ်သွားတယ်ကျွန်တော်ဆရာကြီးကဟိုအဘဆရာကြီးကပညာရတယ် ဘကလည်းကျွန်တော်ရဲ့သူသားရင်းနှီးကအဖဖြစ်တဲ့အတွက်မိသားစုဝင်အမူဆက်ထိနေလို့ပဲပြောလို့ရမယ်အခုလက်ရှိတော့အဖရဲ့တပည့်တွေထဲမှာကျွန်တော်ကနောက်ဆုံးအဲနောက်ဆုံးမျိုးဆက်ပြောတော့ဟုတ်တပည့်ပဲကျွန်တော်ရှေ့ပြန်မှုရဲ့တပည့်တွေတော့ရှိပါတယ်မိမိလုပ်တဲ့တပည့်တော့မမြင်သေးဘူးပေါ့နော်ကျွန်တော်တော့ဆက်သက်ပြီးတော့ ူတွေတော့ရှိတယ်ရှိတယ်ကျွန်တော်မပေးပါဘူးအခြေခံသီလနှစ်ချက်ကလေးနဲ့ပြောမယ်ဗျာကျွန်တော်လည်းအခုလူမျိုးလူတစ်ယောက်ဖြစ်တယ်ပရဒါယာနဲ့ကာမေတုပေါ့ဒီလေးချက်ကလေးဝတ္တိကပြောမယ်ပရဒါယာနဲ့ကာမေတုမှာကာမေတုကံကိုထိနေတဲ့ခါမှာတော့လိုက်အတော့မျိုးသမီး20ဆိုတာရှိတယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ချစ်နေတဲ့ကြိုက်နေတဲ့မျိုးသမီးတွေမှာ limit တွေကစားနေလို့မရဘူးဆိုနေထားမှုရှိတချို့လူငယ်တွေကျတော့ဒီကံကြီးကိုထိမိကံမှာဖောင်းဝင်းမှာကျွန်တော်ကသူတို့တော့ဒုက္ခရောက်မှာဆိုတာပါသူတို့ဒုက္ခရောက်မှာမကင်မပူဘူးကင်ပူရလေဒီဗလန်ရ တိလားအထက်ပစ္စည်းအောက်ပစ္စည်းခုလိုက်ပစ္စည်းအားလုံးမှာကသူတစ္ဆာနဲ့ထိန်းထားတာတိလားကိုတစ္ဆာနဲ့ချုပ်နိုင်ပါလေကျွန်တော်တို့ကျွန်တော်တို့ထိန်းတဲ့တိလားလေး2ပါးလောက်နဲ့3ပါးလောက်နဲ့နော်ထန်ကုန်ထိန်းမှာ5ပါးပြန်5ပါးအလုံးတစ္ဆာဆိုတယ်ဆိုတာလူနေစုပါအဲ့လိုထိန်းလာတဲ့အချိန်ကြောင်းမှာကိုဒီလားထိန်းပါတယ်ဖရားဒီရောက်မှန်ကောင်းတဲ့ဆက်စားကြောင်းဆိုပြီးပြောပါဘူးခင်ဗျာ3ညကိုဘက်ကမခံလုံးမနဲ့3လို့မရကိုဆောင်ရတဲ့ပုဂ္ဂိုလ်ကလည်းကိုမခံလုံးမနဲ့ဆောင်ရမှာမဟုတ်ဘူးနော်ကျွန်တော်ရှေးပိုင်းမှာပြောခဲ့ဘူးတယ်ဒီလောကမှာဇာတ်လေးတစ်ခုနော်အကြမ်းပြန်ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဂရိဒီယန့်တစ်လုံးကသစ္စာလေးစကားတစ်ခုကတအားကြီးအရေးပါတာကိုပို့ပြီးသိတာတယ်ဆိုတဲ့အကြောင်းနေအဲဒီဒီရာလေးနဲ့ဆိုင်တယ်ပေါ့လူငယ်တွေကြမဆောင်ထိုင်နိုင်မှာစိုးတယ်အဲ့တော့မင်းတို့အိမ်တော်ကြပြီးပါဆိုပြေးမယ်လို့ပြောတာကျွန်တော်အဲ့လိုပြောတယ်ပရဒါယာဆိုတာမှကြတော့လင်းရှိမရတခုပဲအိမ်တော်ရှိနေတဲ့ကောင်းပိုင်းရှိနေတဲ့လူပဲမဖောက်ပြန်တဲ့ဘလို့သဘောတရားဝါဆိုမင်းတို့မင်းတို့မင်းတို့ဇာတ်လမ်းကြက်တူနေလို့ဖြစ်သွားတယ်ကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ဘူးကာမေသူ့စထဲရလုံးဝစဉ်းပက်တယ်ဟုတ်လုံးဝအဲ့တော့ပါဆက်ပြစ်ထင်းရမှာမတော်လာတဲ့ news minister ဆိုကိုကြီးစားအစပါနေပြီဗျာဟုတ်ပါတယ်အဲ့ဒါအဲ့တော့ဘလို့နမဆက်ချက်လုပ်ပြနေရရှိတယ်အပြည့်မှာထိုင်းတယ်လို့ပါ